စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သားအောင်ပြည့်စုံကသူထင်းချုပ်ထားတဲ့ကုမ္ပဏီကွင်းရဲ့များကတဆင်းကားတာယာနဲ့အခြားရာဘာထုတ်ကုန်များမှာအမြန်အစွန်းများစွာရရှိနေတယ်လို့စုံစမ်းစစ်ဆေးမှုတစ်ခုအရာသိရပါတယ်အထက်ကကြသူတူကအောင်ပြေစုံရဲ့စီးပွားရေးလူယုံမမော်နိုင်ဖြစ်ပါလေ။သူကစစ်ခေါင်းဆောင်ရဲ့သားကုမ္ပဏီအများအပြားကိုစီမံရမှာလက်ဝေခံအဖြစ်လုပ်ကိုင်နေသူဖြစ်ပါလေ။ အသက်60ဝန်းကျင်တရုတ်လူမျိုးမောင်မောင်နိုင်ကရန်ကုန်မှာရှိတဲ့စမ်းကြောင်းမြို့နယ်ကမင်းဒီကုန်းလမ်းဆောင်အနီးမှာတာယာဆိုင်တစ်ဆိုင်ကိုလွန်ခဲ့တဲ့နှစ်30ကျော်ကတည်းကပိုင်ဆိုင်ခဲ့တာပါနောက်ပိုင်းမှာသူကစစ်ကောင်းဆောင်မိသားစုရဲ့အယုံကြည်ရဆုံးလူယုံများအနက်တဦးဖြစ်လာတယ်လို့သိရပါတယ်ထို့သောသောလောက်ကင်ခွင့်ဖြင့်သူဟာ2018ခုနှစ်က YHI အောင်မြန်မာကုမ္ပဏီကိုဥဆောင်ပြီးထို့လုပ်ငန်းမှာအောင်ပြည့်စုံရဲ့ရှယ်ယာများစွာပါဝင်ခဲ့ပါသည် ထိုလုပ်ငန်းဟာယိုကိုဟာမားနဲ့ဒန်လော့ကဲ့သို့ ထိတ်တန့်တိုင်ယာများကိုသာမကတိုတယ်ရဲ့ ELF engine ဝိုင်းကိုလည်းတင်သွင်းဖြန့်ချိပါတယ်။ WHI အောင်ကုမ္ပဏီဟာမြန်မာကကားတိုင်ယာတွေနဲ့ engine ဝိုင်းဈေးကွက်ကိုထိထိရောက်ရောက်လဝကြီးအုပ်ထားပါတယ်။ပိုမိုရှုပ်ထွေးတဲ့အစီအစဉ်နဲ့ထိုးတောင်းရလုပ်ငန်းကငွေတွေဟာ2024ခုနှစ်မေလကထူထောင်ထားတဲ့သူ့ရဲ့ Capital Ace ကုမ္ပဏီကတဆင့်အောင်ပြေဆုံးထံသို့ရောက်ပါတယ် ကပ္ပတဲ AC ရဲ့ဒါရိုက်တာများအနက်တဦးဟာမောင်မောင်နိုင်ဖြစ်ကြောင်းထိုခရိုနီမိသားစုနဲ့နီးစပ်တဲ့ရန်ကုန်ကစီးပွားရေးလုပ်ငန်းရှင်တူကဆိုပါတယ်။လွန်ခဲ့တဲ့စက်တင်ဘာလမှာကပ္ပတဲ AC ကအမည်စိုးနဲ့ကြော်ကြပြီးအမေရိကန်ပြည်ထောင်စုဥရောပသမဂ္ဂနဲ့ပြည်ထိုင်ကရေယူပိတ်ဆို့ထားတဲ့စစ်တပိုင်ညမစီးပွားရေးဥပိုင်လီမီတက်နဲ့လျှို့ဝှက်ပူးပေါင်းဆောင်ရွက်နေတယ်လို့ရန်ကုန်စီးပွားရေးသတင်းရင်းများရဲ့အဆိုအရသိရပါဗျ။ မြန်မာစီးပွားရေးဥပိုင် limited ရဲ့အစီအစဉ်နဲ့ကုန်ကြမ်းပေးသွင်းခြင်းကနေကုန်ကြောဝယ်ယူခြင်းအထိလုပ်ငန်းမျိုးစုံပါဝင်ပြီးစစ်တပ်နဲ့ဆက်စပ်တဲ့ထုတ်ကုန်လုပ်ငန်းမှာစစ်ကောင်းဆောင်ရဲ့တာအောင်ပြုစွာဟာအကျိုးအမြတ်တွေရနေပါတယ်။၎င်းတို့ရဲ့စစ်တပ်နဲ့ပတ်သက်မှုကိုဖုံးကွယ်ဖို့အတွက်ရခင်ကဥပိုင်ဟာ Tristar အမတ်တစိဖြင့်ရောင်းချတဲ့ထိုးတန်ရာများကိုကိုအမတ်တစိအသည့်အဖြစ်ပြောင်းကဂျော်ကာကိုအမတ်တစိဖြင့်ဖြန့်ချီခဲ့ပါတယ်။ အောင်ပြေဆုံးဟာဂျော်ကန်တာယာများကိုကပ္ပတဲအေးစနစ်2018ခုနှစ်မှာမှတ်ပုံတင်ခဲ့ပြီးမန္တလေးမှာအခြေစိုက်တဲ့ CRB ကတဆင့်တီးကြားဖြန့်ချီခွင့်ညှထားပါတယ်။ကုံအမတ်တဆိတ်ပြောင်းမှုဟာထိုထုတ်ကုန်များနဲ့စစ်တပ်အကြားဓာတ်ရိုက်ဆက်ဆံမှုကိုဖုံးကွယ်ဖို့အတွက်အားထုတ်မှုဖြစ်ကြောင်းတန်တရာအဝေးမခံရဘဲရောင်းချရန်ဖြစ်ကြောင်းဆိုပါတယ်။ဆော်လိုရီဆက်သွေးင်းနဲ့ခီးသွွားလုပ်ငန်းများလောက်ကိုင်းတဲ့ကုမ္ပဏီများပါဝင်တဲ့အောင်ပြေဆုံးရဲ့ကျေပြတ်တဲ့စီးပွားရေးဟာ စစ်ကောင်စီအတွင်းစည်းမှာချမ်းသာကြွယ်ဝမှုတိမ့်ကျုံရှာခြင်းအတွက်စိုးရင်စရာဖြစ်နေဒီမှာကာလကြာမြင့်မီဖြစ်ပါတယ်။မကြသေးမီကသူဟာဆိုလာပြားများတင်သွင်းတာကြောင့်သတင်းများပေါ်ပြခံရပါတယ်။မြမမနာရာရှိတအားပြတ်တောက်မှုအတွင်ဆိုလာအသုံးပြုခြင်းကိုသူ့အဖေမင်းအောင်လိုင်းကအားပေးပါတယ်။ဒစိပြောင်းထားတဲ့တိုင်ဟာတွေကိုနောက်ဆုံးဖော်ထုတ်ချက်က နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေနဲ့ကျေပြက်တဲ့စီးပွားရေးအခက်အခဲကြားမှာနိုင်ငံရဲ့ရင်းမြစ်တွေကိုကိုကျိုးအတွက်အမြတ်ထုတ်ဖို့စစ်ကောင်စီရဲ့အားထုတ်မှုကိုမိမောင်းထိုးပြနေတယ်လို့မြန်မာစီးပွားရေးပညာရှင်တူကတုံ့တက်ပြောဆိုသွားပါတယ်။စစ်ကောင်ဆောင်များနေထိုင်ရာနေပြည်တော်မှာရှိတဲ့ရေလောင်စဲ၃ခုမှာအကောင့်ထဲပေါ်မဲဆိုတဲ့ဆိုလာစီမံကိန်း၃ခုကိုစစ်ကောင်စီရဲ့လျှက်စင်းတဲ့စွရင်ဝန်ကြီးဌာနကတင်တာမခေါ်ယူဘဲ Venus Ascension မြန်မာကုမ္ပဏီကိုလက်သိထိုးပေးခဲ့ကြောင်းစုံစမ်းသိရှိရပါသည်။အဆိုပါ Solar စီမံကိန်း၃ခုဟာစုစုပေါင်း၄မဂါဝတ်390ထုတ်လုပ်မှာဖြစ်ပြီးရန်အောင်မြင်ချောင်းမကြီးနဲ့ပေါင်းလောင်းရေလောင်းဆယ်တို့၌မြေပြင်နဲ့ရေပြင်ပုံစံနှမျိုးဖြင့်တိဆောက်သွားမှာဖြစ်ကြောင်းလျှက်စစ်နှင့်စွန့်ဝင်ကြီးဌာနရဲ့ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေအရသိရပါသည်။ ီစီမံကိန်းသုံးခုကိုကုမ္ပဏီတီထောင်ထားသည်မှာတနည်းပင်မပြည့်သေးတဲ့ဘီနဲ့အဇန်ရှန်ညမာကုမ္ပဏီကိုလျှက်စစ်နဲ့စွန့်ရင်ဝန်ကြီးဌာနကဇွန်လပထမပတ်အတွင်းမှာ letter of agreement စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်ပါတယ်။အဆိုပါကုမ္ပဏီဟာစစ်တကအာဏာသိမ်းပြီး9လကျော်ဖြစ်တဲ့2021ခုနှစ်ဇူလိုင်လ23ရက်နေ့မှာကုမ္ပဏီစတင်ထူထောင်ထားခြင်းဖြစ်ပြီးနေပြည်တော်ဥဒရတည်ရင်းမြို့နယ်အခြေစိုက်ဖြစ်ကြောင်းယင်းနှင်းမြုံနှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှကုမ္ပဏီမှတ်ပုံတင်ထားမှုစည်းရင်အရာတည်ရပါတယ်။ ဆိုပါစီမံကိန်းအတွက်ဗီနက်အစမ်းရှယ်ညမာကုမ္ပဏီလုတ်ပိုင်ခွင့်ရရှိအာနာသိန်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့သားဖြစ်သူအောင်ပြည့်စုံကလျှက်စင်းတဲ့စွရင်ဝန်ကြီးဌာနသို့လူကိုယ်တိုင်လာရောက်ခဲ့တယ်လို့ဝန်ကြီးအသစ်ဦးတောင်ဟန်ကလည်းလက်တော့အဂရီမန့်စာချုပ်ထုတ်ပေးတဲ့နေ့မှာ တက်ရောက်ခဲ့ကြောင်းသိရပါတယ်။ဒါကြောင့်ဗီနက်အစမ်းရှယ်ညမာကုမ္ပဏီမှာအောင်ပြည့်စုံကပါဝင်ခြင်းရှိမရှိစီးပွားရေးတန်ဝန်ထံမှတန်တရားရှိနေပါတယ်။ ဒိုစီမန်ဂိမ်းများနဲ့ပတ်သက်ပြီးလုံပိုင်ခွင့်ချထားလိုက်ပြီးဖြစ်ကြောင်းစစ်ကောင်စီရဲ့လျှက်စစ်နဲ့စွဲဝင်ကြီးဌာနရဲ့ဒုတိယညွန်ကြားရင်းမူဦးစိုးဝင်းကဆိုပါတယ်မြန်မာနိုင်ငံမှာနိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းစီးပွားရေးကြဆင်းမှုနဲ့နိုင်ငံသားသုံးငွေလဲလှယ်နှုန်းမြင့်တက်နေခြင်းတို့ကြောင့်ဆူလာစီမံကိန်းမှာအတွေ့အကြုံရှိတဲ့တရုတ်ကုမ္ပဏီများပင်ပြန်လည်နောက်ဆုတ်ထွက်ခွာသွားခြင်းစစ်ကောင်စီရဲ့လျှက်စင်းတဲ့စွမ်းဝင်ကြီးဌာနကလုပ်ငန်းအတွေ့အကြုံမရှိတဲ့ကုမ္ပဏီတစ်ခုကိုအခုလိုလုတ်ပိုင်ခွင့်ပေးထားခြင်းက အံ့အားသင့်ပွဲဖြစ်နေပါတယ်။အမျိုးသားဒီမိုကရေစီရဲ့ပွဲချုပ်ပါတီ NLD အရသာအစိုးရလက်ထက်နေအောင်ကြီးစွန့်ရင်ကနေလျှက်စစ်ဓာတ်အားထုတ်လုပ်မဲ့ဆိုလာပါဝါစီမံကိန်းကိုလုံခြုံခွင့်တင်တာအောင်မြင်ခဲ့ပြီးလုပ်ငန်းဆက်လက်အကောင့်အထည်ဖော်ရန်နှီးကွေးနေတဲ့ဆိုလာစီမံကိန်း26ခုကိုစစ်ကောင်စီကတင်တာဖျက်သိမ်းပြီးလုံခြုံခွင့်ရထားတဲ့တရုတ်ကုမ္ပဏီများကိုပြီးခဲ့တဲ့ AB လကုန်ပိုင်းကလျှက်စစ်နဲ့စွန့်ရင်ဝန်ကြီးဌာနကအမိပြစီရင်သွင်းပြီးချိန်ချောက်ခဲ့ပါတယ်။ မြေပြင်ဆိုလာစီမံကိန်းအတွက်တည်ဆောက်ရမယ့်ကုန်ကြမ်းဈေးကလျှက်စစ်1မဂါဝက်ကိုအမေရိကန်ဒေါ်လာ၈သိန်းဝန်းကျင်ရှိပြီးရေပြင်စီမံကိန်းအတွက်ကတော့1မဂါဝက်ကိုအမေရိကန်ဒေါ်လာတသန်းဝန်းကျင်ခန့်ယင်းနီမြုံနံရမှာဖြစ်လို့ယခုစီမံကိန်းများရဲ့ယင်းနီမြုံနံခံရမယ့်ပမာဏဟာအမေရိကန်ဒေါ်လာတန်390ဝန်းကျင်အထိရှိကြောင်းပြည်တွင်းရှိလျှက်စစ်ထော်ရီလုပ်ငန်းရှင်တူကဆိုပါတယ် ီ Vine Essential Company နာမည်ကိုကျွန်တော်တို့လျှက်စစ်ခံတာမှာတစ်ခါမှမကြဘူး။အခုကအတွေ့အကြုံရှိတဲ့ company တွေတောင်စီးပွားရေးအရာတွက်ချင်မကိုက်လို့ရထားနေကြတာဆိုတော့အရင်တုန်းကလို့ဒီစီမံကိန်းကလောက်ကိုင်းခွင့်ပါမဲ့ဥထားတဲ့သဘောမျိုးလိုပဲမြင်ကြောင်း၎င်းကဆိုပါတယ်။ ဒါအပြင်ဝန်ကြီးဌာနရဲ့စာအရစီမံကိန်း၃ခုစလုံးမှထွက်ရှိတဲ့လျှက်စစ်မဂါဝတ်390စလုံးကိုနေပြီးတော့ရှိအမှတ်တဲ့ဓာအခွဲရုံတစ်ခုတည်းကိုပို့လွတ်မဲ့အစီအစဉ်ကလျှက်စစ်ထုတ်လုပ်မှုတည်ငြိမ်မှုမရှိတဲ့ဆိုလာစီမံကိန်းများအတွက်ဤပညာအခက်အခဲလေးရှိနိုင်တယ်လို့ဆိုပါတယ်။ အခုကုမ္ပဏီရဲ့ဒါရိုက်တာအဖွဲ့ကြီးရဲ့နာမည်တွေကိုစီးပွားရေးလောကမှာမကြဘူးဘူးအဲ့ဒီလိုလူသစ်တွေကဒီလိုဒေါ်လာတန်းရှိစီမံကိန်းကိုအနောက်မှာဘယ်သူမှမပါပဲဘယ်လိုလုပ်လို့နိုင်ပါလဲနောက်ပြီးအခုလိုကာလမှာဒီလိုစီမံကိန်းကြီးတွေကိုဘယ်သူကလွယ်လွယ်ရလို့လဲလို့ဆိုပါလိမ့်အနာဒိစေခေါင်းဆောင်ပေါ်ကျုံမှုချင်းမင်းအောင်လိုင်းရဲ့တန်အောင်ပြေစုံနဲ့တမိဒေါခင်တိတိတက်မွန်တို့ကစစ်တပ်ပိုင်းမြေများမှာတိဆောက်ထားတဲ့ရန်ကုန်မြို့က6မိုင်ခွဲမှာရှိတဲ့ ကန်တာယာစေယုံနဲ့ရန်ကေးမြို့နယ်မိုးကောင်းရတနာမိခင်နဲ့ကလေးဆောင်ဆောင်ရေးစေယုံလုပ်ငန်းများအပြင်အသက်အာမခံလုပ်ငန်းဖျော်ဖြေလုပ်ငန်းနဲ့ဟိုတယ်လုပ်ငန်းများအစရှိတဲ့စီးပွားရေးလုပ်ငန်းကဏ္ဍအများအပြားမှာယင်းနှိမ့်မြုပ်နှံထားကြတဲ့လုပ်ငန်းရှင်များဖြစ်ကြပါလေ။